ဇာတ်ရုပ်ခြေကန်ကျဲဖောင်လေးတွေဆရာလုပ်ပေးခဲ့ရနော်အခုဒီတစ်ခါတော့ white ကန်ကျဲလေးပေါ့အဲ white ကန်ကျဲကိုဇာတ်ရုပ်ဒီအောက်ခြေအလှဲ့လေးနဲ့အချိုးလေးနဲ့ပြင်ပြပြီးမှဘလိုကန်လဲဆိုတာတော့ပြပေးမယ်နော်ဟိုအစ်စ်နေအများကြီးက step ကရှေ့ပိုင်းမှာခြေပနောက်မှာပြခဲ့ပြီးဆိုတော့ဇာတ်ရုပ်မပြတော့ဘူးဒီသူက step ပေါ့ခြေအစင်စင်ချိုးသွားတဲ့ step လောက်ကိုပဲပြပေးလိုက်မယ်နော်အဲ့တော့ဟိုဘက်ကိုတန်ချိန်ထားလိုက်မယ်ဆိုတော့ဆရာတို့ကဒီမှာရှေ့ခြေကလွယ်လို့ရှေ့ခြေနဲ့အရင်ပြလိုက်မယ်နော် ရှေ့ခြေရလွယ်တယ်ဆိုတော့ဟိုတော့ white can jet ဒီအောက်ခြေရ135ရှေ့ရမယ်135ရှေ့ရမယ်ဆိုတော့ကဟိုဆရာတို့ဒီခြေတော့ဒီဒီဘက်မှာအပြွန်45ဒီတဲ့ရနေကြီးလိုက်ရင်ဒီဘက်ခြေရ45အပြွန်ကားနေတယ်အဲ့တော့135ဖြစ်ဖို့ဆိုရင်ဆရာတို့ကနောက်ထပ်တော့60ထပ်လှည့်ရမှာလေ60လျှက်ရမှာဆိုတော့ तू ကဒီအပြင် तू ဒီနေရာနေပြီးတော့ तू ကအပြင်ကို55ထပ်လှည့်လိုက် ဒီကြီးဆိုရင်40ဒီမှာအပြွန်45လဲပြီးသားနောက်ထပ်45ဆိုဒေါင်းမန်ဖြစ်နေမှာလေအဲ့တော့တခါတည်းအပြွန်45လဲလိုက်တော့60ဖြစ်သွားမှာเนาะအဲ့တော့10ဆိုရင်အပြွန်45လဲလိုက်မယ်10လဲလိုက်မယ်နေ့6တော့ယူချိုးယူထားလိုက်မယ်အခုဆရာတို့ကဒီခြေ white ကန်တဲ့အခါမှာအလဲပိုင်း mid တဲ့ဒီရင်ဝါကိုကန်မှာဖြစ်တဲ့အတွက်ခြေကဒီခါလောက်မှာပဲယူထားမှာเนาะ10လဲလိုက်မယ်နေ့တင်ထားလိုက်မယ်ပြန်ချလာလိုက် เล่นไรนี่อยู่ทางไรเล่นไหมนี่อยู่ทางไหนเป็นชักเล่นไหมนี่อยู่ทางไหนเป็นชักพอวิดีโอที่สุดเล่นลรไม่นี่สุดกันไรไหมเนาะชินเน่ตุกะเล่นไหมนี่แกไหมเล่นไหม နှစ်ကန်တယ်ဒါဆရာတို့ခြေကုံနဲ့ဒီအဆိုင်ကိုကန်တာနော်အဲ့တော့ဒါရှေ့ခြေနဲ့ကန်တော့ပြပြီရှေ့ခြေအလွယ်လို့ခုနောက်ခြေနဲ့ကန်မယ်နောက်ခြေနဲ့ကန်တဲ့အခါကျတော့ဆရာတို့ရှေ့ခြေကိုအရင်လှည့်အောင်လှည့်တော့မင်းတို့ဟိုရှေ့ဘက်ကိုကန်တယ်ဆိုခတ်နေမှာဆိုတော့ဒီဘေးကိုကန်တဲ့ပုံစံမျိုးဖြစ်အောင်ဆိုတော့ဒီရှေ့တက်တဲ့ကိုလူလှည့်ပြလိုက်မယ်နော်ချိန်အဲ့တော့ဆရာတို့ဒီခြေအားအပြင်ကို 45ကားသွားမှာတစ်ဆိုရင်လှည့်ပြီးတော့နှစ်ဆို6ယောက်ဒီပဲနောက်ချင်တင်လာဘေးကိုကန်တဲ့ပုံစံလုံးမရှိဘူးကန်တယ်ဆိုရင်ခတ်လို့နောက်ချင်နဲ့ကန်တာနော်တစ်လှည့်လိုက်မယ်နှစ်ယူလိုက်မယ်ပြန်ချဒူးကိုချိုးတာ6ယောက်နာနေချင်းလားတစ်လှည့်မယ်နှစ်ချိုးမယ်ပြန်ချတစ်လှည့်မယ်နှစ်ချိုးမယ်ပြန်ချ ချစ်လှဲ့မယ်နှစ်ချိုးမယ်အချာဒီကဆောက်တစ်လှဲ့မယ်နှစ်ဆိုကန်လိုက်မယ်နော်တစ်နှစ်ကန်လိုက်မယ်ရင်ဝါโอเคတစ်နှစ်တစ်နှစ်ဒါဆရာတို့ဒီရှေ့ချေနောက်ချေနဲ့ဘယ်လိုကံခဲ့လဲဆိုတဲ့အောင်ပြပေးရအောင်နော်။ဟိုဒီဘက်ကိုပြန်ချိန်ထားလား။ အခုရှေ့တက်တဲ့ကိုပဲနောက်ချင်းနဲ့ဝိုက်ကန်ပြမယ်ခုနလွေအောင်ဆိုဆရာတို့ဘေးကိုကန်ပြတော့အဲ့တော့တစ်ဆိုရင်တင်လိုက်မယ်နစ်ဆိုရင်ချိုးလိုက်မယ်နော်တစ်ဆိုတင်လိုက်တာနဲ့အောက်ခြေက45လဲတာနစ်ဆိုရင်ဒီလိုချိုးသွားမယ်သုံးကြမှာကန်မယ်နော်မကန်သေးဘူးနှစ်ဆင့်အရင်ချိုးတာပဲဆရာပြလိုက်မယ်နော်တစ်တင်မယ်နစ်ချိုးမယ်ရင်ချတစ်တင်မယ်နစ်ချိုးမယ်ရင်ချ ဒီကောင်ဆရာတစ်ဆိုရတဲ့တခါလဲခြေချိုးယူလိုက်မယ်နော်တစ်တန်ချနေတန်ချသုံးတန်ချဒီကောင်ဆရာတစ်ဆိုရင်ချိုးလိုက်နှစ်ဆိုရင်ကန်လိုက်မယ်နော်အဲ့လိုနှစ်ဆင့်ပြမယ်တစ်နေတန်ချတစ်နေတန်ချတစ် နဲ့ဒါဆရာတို့ရှေ့ချေနဲ့နောက်ချေကိုအစင်းစင်းဘလို့ကန်လဲဆိုတာပြခဲ့တယ်အလဲပိုင်းတော့ကိုပဲပြခဲ့တယ်ဒီတစ်ခေါက်ကြတော့ဆရာနှထင်ကန်တဲ့ဟာကိုပြမှာနော်နှထင်ကန်တာဆိုတော့ this ဆိုရင်ခုနလိုပဲအောက်ခြေလဲလိုက်မိနစ်ဆိုရင်ဒူးကအပေါ်နည်းနည်းလေးထောင်းလိုက်ခုနတော့အလဲကန်မှာမဟုတ်ဘူးဒူးချူတော့အခုဒီမှာဒူးကိုနည်းနည်းလေးထောင်းလိုက်မယ်နော်တစ်လှည့်လိုက်မယ်နှစ်ဒူးထောင်းရလိုက်ဟောပြီးပြန်ချက် ดินเลยไหมเนี่ยดูทองอยู่เห็นชัดแต่เอาเป็นเพื่อดินเลยไหมเนี่ยดูทองอยู่เห็นชัดอบีดีกว่าเสียรูดที่ส่วนชิราเลยไหมเนี่ยส่วนนัดเห็นกันไหมเนาะทีเนี่ยดีเอาชิเลยไหมนี่กันไหม ြင်နေတာတစ်နဲ့ယနေ့မယ်တစ်နဲ့ယနေ့မယ်တစ်နဲ့ဟုတ်ဆောဒီမှာလက်အနေထားယူဟန်နေရတော့နောက်တော့တဖေးနဲ့မြင်လာလိမ့်မယ်အချင်းချင်းကြည့်ရင်လည်းเนาะသူကလက်ကြီးတွေကိုသူဈာညက်ပြီးတော့ကန်တာတို့ပါဖြစ်တယ်လေဈာမညက်အောင်ဆိုလိုရတဲ့ဘောဆရာတို့လမ်းလျှောက်တဲ့အခါမှာဒီမှာဟို ုဘယ်ခြေလမ်းနဲ့ဆိုရင်ဆရာတို့ကဘယ်လက်ကနောက်ရောက်သွားတယ်ညာလက်ရှေ့ဒီလိုခြေနဲ့လက်ကလမ်းလျှောက်ရင်ဒီလိုပဲဆန့်ကျင်ပဲဖြစ်နေလေအဲ့တော့ဒီခြေတော့ကန်သွားပြီဆိုရင်ဒီလက်ကနောက်ကိုရောက်သွားအဲ့ဒါအော်တိုဖြစ်ရမှာဟိုကန်လိုက်တာနဲ့ဒီလက်ကနောက်ရောက်အဲ့ဒီဥစ္စာလေးတွေကနောက်တစ်ပြေးနဲ့ခြေချိုးနဲ့ရသွားပြီဆိုတော့မှပြန်ပြင်ပြီးတော့ယူရမှာနော်မင်းတို့ခြေတော်ကြည့်လို့လက်ကြီးညံ့ပြီအဲ့လိုကြီးကန်တာမျိုးတွေရှိတတ်တယ်ဖြစ်တတ်တယ်အဲ့လိုဖြစ်မှာဆိုလို့ဆရာတော်ကဒီမှာ essence system နဲ့တွန်းပေးရနော် အဲ့တော့ဆရာတို့ဒီနောက်ခြေနဲ့သွားမယ်နောက်ခြေနဲ့သွားတော့ရှေ့ကိုလှည့်တယ်ဆိုခတ်လို့ဆရာတို့ဘေးလိုက်ကန်တဲ့ပုံစံအရင်ပြမှာเนาะအဲ့တော့တန်းတီရှေ့ကိုလှည့်ခြင်းလဲအဲ့တော့ဆရာတို့နောက်ခြေနဲ့ white ကန်တော့သွားမယ်ဆိုတော့ရှေ့ခြေကိုအရင်လှည့်မယ်နှစ်ဆိုရင်ဒူးကိုတင်ထားလိုက်မယ်ဒီဘေးကိုပြလိုက်เนาะတစ်လှည့်လိုက်မယ်နှစ်ဒူးတင်တာဟောပြီးပြန်ချလိုက်တစ်တစ်လှည့်မယ်နှစ်တင်တာဟောပြီးပြန်ချလိုက်တစ်လှည့်မယ် နှစ်တင်မယ်ပြန်ချလိုက်ဟုတ်ပြီဒီကောက်ဆရာတို့ကတစ်ဆိုလှည့်လိုက်မယ်နှစ်ဆိုနှစ်ထင်ခတ်လိုက်မယ်နော်ခြေပြားနဲ့ခြေပြားနဲ့နော်ဒီခြေပြားနဲ့ဆရာတို့အလဲပိုင်းကန်မစ်တဲ့ကန်နဲ့ဆိုဒီခြေကုန်နဲ့အဲ့ဒီအမြင့်ကိုကန်တယ်ဆိုရင်သူကနှစ်ပိုင်းရှိတယ်ဒီခြေရဲ့အတွင်းဆောင်နဲ့မေးရိုးကန်တာမင်းတို့နှစ်ထင်ဆိုမင်းတို့အတွက်တော့ခတ်လိမ့်မယ်အဲ့တော့ကိုနှစ်တင်ရကန်ဆရာတို့ဆရာကြီးကတော့ဆရာတို့တင်လာခြေပြားနှစ်ထင်ဆိုပဲတင်လာဟို ထိုင်းလက်ဝိမှာလည်းသူအဲရှေ့ချင်းနဲ့ခင်နှစ်ချင်းကိုခတ်တာဆရာတွေ့တယ်အဲတော့ညာတော့အဖြစ်ကန်ကြတာကလေ MMA တို့ဘောင်းမှာဒီအတွင်းဆောင်ဗန်ဒိန်တို့ဘောင်းကန်တဲ့အဲ့လိုပဲဒီအတွင်းဆောင်နဲ့ဒီကန်မီယိုပဲကန်တာအဲ့ဒါကတော့ပိုလွယ်တယ်မိလည်းမိတယ်တချို့သူတွေကြတော့ဒီမီယိုတွေဘာတွေကသူကျင့်ထားတယ်မာဟိုရော့ထန်တို့ဘာလို့ဆိုကျင့်ထားရင်သူတို့ဆိုမီယိုကဘာမှမဖြစ်ဘူးအဲ့လိုလူမျိုးဆိုဒီနှစ်ချင်းကိုဆိုရတယ်တက်လှဲ့မယ် နှစ်ကန်လိုက်ခတ်လိုက်ဟုတ်ပြီတစ်လှဲ့မယ်နှစ်ခတ်လိုက်မယ်ဒါလက်မညံ့နဲ့တစ်လှဲ့မယ်နှစ်ခတ်လိုက်မယ်တစ်လှဲ့မယ်နှစ်ခတ်လိုက်မယ်တစ်လှဲ့မယ်နှစ်ခတ်လိုက်မယ်ဟုတ်ပြီဒီဘက်ကိုလှဲ့ချင်မယ်ဆရာဒီနောက်ချိန်နဲ့ဟာဘေးကိုအရင်လေ့ကျင့်လိုက်တာเนาะလွယ်လို့ကိုယ့်ရဲ့ဘေးကိုကန်တော့လွယ်လို့လှဲ့ရတာ အောက်ခြေကတဆင်မဲ့လေရတော့ဒီမှာကျတော့နှစ်ဆင့်လေရမယ်ဆိုဆရာခြေချိုးခုနလိုမျိုးပဲတစ်လှဲ့မယ်နှစ်လှဲ့မယ်အဲဒီနှစ်ဆင့် step လှဲ့တာတွေပဲပြမယ်နော်တစ်တင်လိုက်မယ်နှစ်လှဲ့ချိုးလိုက်မယ်ဟောပြီးပြန်ချလိုက်တစ်လှဲ့မယ်နှစ်လှဲ့ချိုးမယ်ပြန်ချလိုက်တစ်တင်လိုက်မယ်နှစ်လှဲ့ချိုးမယ်ပြန်ချလိုက်တစ်တင်လိုက်မယ် နှင်းလဲ့ချိုးမယ်။ဟုတ်ပြီပြန်ချလိုက်။အဲ့တော့ဒီတော့ဆရာတစ်ဆိုရင်တခါလေးလဲ့ချိုးယူမယ်။နှစ်ဆိုခြေပြားနဲ့တင်ခံမယ်နော်။တစ်လဲ့ယူလိုက်မယ်။နှစ်ခတ်လိုက်မယ်။လက်မညံ။တစ်တင်လိုက်မယ်။နှစ်ခတ်မယ်။တစ်တင်မယ်။နှစ်ခတ်မယ်။တစ်တင်မယ်။နှစ်ခတ်မယ်။ဟုတ်ပြီ။ရပြီလေးပြလိုက် ဒီမှာတော့မင်းတို့စာကျင်တဲ့သူတွေကခြေဝိုက်ကအမြင့်မရဘူးအဲ့ဒီအောက်အချိုးလေးကိုမရတဲ့အတွက်ဘယ်လိုလုပ်ရလဲဆိုတော့ဒီလိုတိုင်နေမှာဒီလိုတိုင်နေမှာသွားကင်ထားရတယ်ကင်ထားပြီးအောက်ခြေဒီကိုအရင်လှည့်ထားပြီးဒီလိုတင်လိုက်ဒီလိုချလိုက်ခြေတော့လှည့်လိုက်ကန်လိုက်ဒီလိုတင်လိုက်အဲ့လိုမျိုးလေ့ကျင့်ရတယ်နောက်အထောက်ကူပြူဥစ္စာကတစ်ဖက်ထဲနဲ့ထိုင်တာလေ့ကျင့်တဲ့ဥစ္စာအဲအဲ့ဒါမျိုးတွေနဲ့ပေါင်းစပ်လေ့ကျင့်နေဆိုရင်တော့တစ်ပြေးနဲ့ရလိမ့်မယ်နော်များသောအားဖြင့်အဲ့ဒီ white canary မှာ ပုံစိုးပန်းစိုးတွေဖြစ်နေတာများတယ်အဲ့တော့ဒီပုံစံတိုင်းအစနစ်ကျသွားမယ်ဆိုရသွားလိမ့်မယ်နော်